ကဘာပြက်ခါနီစောတဲ့ရသွားတော့ခါပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဒီတစ်ခါမှာတော့ကဘာပြက်ခါနီစောကြည်သွားတဲ့သူတယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လင်မယားနှစ်ယောက်ဖြစ်တဲ့ DOS နဲ့ Lenda တို့ဟာကားနဲ့အိမ်ကိုပြလာခဲ့ကြရင်လမ်းမာရီယိုနားထောင်နေခဲ့ကြပါတယ်ဒီနောက်မှာတော့ Mikey 20အကျယ်ရှိတဲ့ Meditar ဆိုတဲ့ဂျိုတလုံးကကဘာဝင်တိုက်မှာကိုတားဆီးမဲ့မရှင်ကြီးအားရှုံးနေသွားခဲ့ပြီဖြစ်ကြောင်းနဲ့ Meditar Joe ဟာနောက်သုံးပတ်နေရင်ကဘာကိုမလွဲမသွေဝင်တိုက်တော့မယ်ဆိုတဲ့အကြောင်းတင်ထုတ်လွှင့်သွားခဲ့ပါတယ် အဲဒီနောက်ဒီလောက်တုံလို့စရာကောင်းတဲ့တည်င်းကိုကြားပြီးတာတော့မှ Dodge ကတိုးတိုးတောင်မလုပ်တဲ့အတွက်လင်နာက Dodge ကိုစိတ်ပြတ်သွားခဲ့ပြီး Dodge ကနေထွက်သွားခဲ့ပါတော့လေဒီလိုနဲ့ဂျူဂျီကဘာကိုလာမတိုက်ခင်ကာလအတွင်းမှာ Dodge တယောက်တည်းသူ့ဘဝကိုဖျက်ဆီးနေပါတော့လေလူရီယာကဘာကြီးဆုံးသက်သွားတော့မှကိုကြောက်ရွံ့နေခဲ့ကြတာပါတချို့လူတွေကတော့ကဘာကြီးဆုံးသက်တဲ့အထိမဆောင်ကျင်တော့တာကြောင့်လူငါးတက်ခိုင်းပြီးတော့ကိုကိုကိုတက်တည်နေခဲ့ကြပါတယ် တော့ကြလဲသူ့ရဲ့လောကလို့ဖို့ဂိုင်းဘဲတယောက်ကိုကိုကိုတက်တည်သွားခဲ့တာကိုမြင်ပြီးသွားတဲ့အချိန်မှာတော့ရုံးမမသွားတော့ဘဲနဲ့နေခဲ့ပါတယ်ဒီလိုနဲ့သူတို့တိုက်ခန်းကိုသူပြန်ရောက်တဲ့အခါမှာတော့ဖုန်းစိုးစစ်အတန်းကြားလာနဲ့သူမိမလင်တာ ပြန်လာတာပဲလို့ထင်လိုက်ပါတယ်ဒါပေမဲ့သူမိမမဟုတ်ပဲပတ်စင်တန်ရှင်းလာလို့တဲ့အတော်ကြီးအယ်ဆာဖြစ်နေခဲ့ပါတယ်ဒီနောက်မှာတော့ဒော့ချ်ကလက်ရှိဖြစ်နေတဲ့အခြေအနေတွေကြောင့်အယ်ဆာကိုနောက်တစ်ပတ်အလုံးမစင်းတော့ဖို့ပြောလိုက်ပေမဲ့အယ်ဆာကတော့တိတ်သဘောကျခဲ့တဲ့ပုံမပေါ်ခဲ့ပါဘူး အဲ့ဒါကြောင့်ဒူမကကဘာပြတ်တော့မဲ့ကိစ္စကိုမတည်သေးတာလားဒါမှမဟုတ်မေးမေးပျောက်ပျောက်နေတာလားလို့ Dodge ကတစ်ချက်တွေဝေသွားမိခဲ့ပါတယ်။ခဏနေတော့ Elsa ကဒူမနောက်ဘက်ပြန်လာမယ်ဆိုပြီးနှုတ်ဆက်ကထွက်သွားခဲ့ပါတယ်။နောက်တော့ Dodge ကသတင်းဖွင့်ကြည့်နေခဲ့ပြီးလေကြောင်းလိုင်းတွေရန်နာတော့မဲ့သတင်းကိုလည်းမြင်လိုက်ရပါတယ်။ဒီလိုနဲ့ကဘာပြတ်ဖို့ဇလေးရဲ့လူမှာတော့ Dodge သူ့ဘော်ရာဝရန်ကျင်းပတဲ့ပါတီကိုသွားခဲ့ပါတယ်။ဝေရောက်တဲ့အခါမှာတော့ Orion ရဲ့မိန်းမ Diane ကသူ့ကိုနှုတ်ဆက်ခဲ့ပြီးတော့ Lena နဲ့ Dodge ကို ပြစဲသွားတာနဲ့ပတ်သက်ပြီးတော့ Lena Dodge လိုလူမျိုးကို ပြစ်သွားเสียပါအကြောင်းမှမရှိဘူးလို့မှတ်ချက်ပေးနေခဲ့ပါတယ်။အခုဆိုရင် Dodge ကတယောက်တည်းဖြစ်သွားပြီဆိုတော့ Garen ကသူမရဲ့တငယ်ချင်းနဲ့ Dodge ကိုဆက်ပေးဖို့စီစဉ်နေခဲ့တာပါ။ Dodge ကတော့အဲ့ဒီပေါ်မှာတိတ်ပြီးတော့စိတ်ဝင်စားပုံပေါ်ခဲ့ပါဦး။ Garen ကတော့ Dodge အတွက်တယောက်ယောက်နဲ့ဒိတ်ဖို့လိုတယ်။မဟုတ်ရင်သေရင်သူတယောက်တည်းဖြစ်နေလိမ့်မယ်လို့တယောက်ကြား Warren ကိုပြောလိုက်တဲ့အခါမှာတော့ Warren ကဒီကောင်တယောက်တည်းတည်မှာမဟုတ်ပါဘူး။ဘာလို့ဆိုရင်ဒီကောင်နဲ့အတူတကဘာလုံးတည်ကြတော့မှလို့ပြန်ပြောခဲ့ပါတယ်။ဒီလိုနဲ့ပဲ Darren က Garen ဆိုတဲ့မိန်းကလေးနဲ့ Dodge ကိုမိတ်ဆက်ပေးလိုက်ရင်းနဲ့ ဂရင်ကလည်း Dodge ကိုထားရီရှယ်ပြီးနေခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့အားလုံးညသာစားကြတဲ့အချိန်မှာအားလုံးကသူတို့ရဲ့ကဘာမပြတ်ခင်ကြာရှိနေသေးတဲ့နေ့တွေကိုဘလို့ဖြတ်တန်းမှုစီစဉ်ထားတယ်ဆိုတဲ့အကြောင်းတွေမျှဝေခဲ့ကြပြီးဂရင်ကလည်း Dodge Shock ကို Dodge ကိုထားရီပြီးနေခဲ့ပါတယ်။ဒီနောက်မှာတော့အားလုံးကကဘာပြတ်တော့မှမမသေးခင်စိတ်ကိုလွတ်ပြီးတော့ပျော်ပါနေခဲ့ကြပါတယ်။ကလေးတွေပါ Shaggy ထုနေခဲ့ပြီးဂျန်တဲ့သူတွေကလည်းချမောင်ရွက်တွေရှူပြီးတော့နှက်ပြီးတက်နေခဲ့ကြပါတယ်။ Dodge ကတော့ရေချိုးကန်းထဲမှာတယောက်တည်းသွားနေနေခဲ့ပြီးတော့ခဏနေတော့သူ့စီကိုတန်ရန်ရောက်လာပါတယ်။ အဲနောက်ဒန်ရင်က Dodge ကိုရုတ်တရက်နန်းလာတဲ့ခါမှာတော့ Dodge ကတွန်းပယ်လိုက်ပြီးတော့နေကငါးတငယ်ချင်းရဲ့မိမလေးလို့ပြန်ပြောလိုက်ပါတယ်။ဒန်ရင်ကတော့အခုလိုအချိန်မျိုးမှာဘသူကိုဘသူကမှမပိုင်တော့ဘူးလေလို့ပြန်ပြောလိုက်ပါတယ်။အဲနောက် Dodge ဟာသူ့ရဲ့အတိတ်ကအကြောင်းအရာလေးတွေကို ပြန်စင်းစားဖို့အိမ်ကိုစောစောပြန်လာပါတယ်။အရောက်တဲ့ခါမှာတော့သူနဲ့သူရမ်းချစ်ခဲ့ရတဲ့တက်တန်းကျောင်းတုန်းကချစ်သူလေး Olivera ကိုရိုက်ထားတဲ့ဓာတ်ပုံဟောင်းလေးကိုပြန်ကြည့်ကဘာကြောင့်မဟုတ်ပြီးတော့ဖီးနေခဲ့ပါတယ်။အဲဒီချိန်အေးပေါ်လေကားမှာငိုနေတဲ့မိန်းကလေးတယောက်ကိုရုတ်တရက်တွေးလိုက်ရပြီးတော့ ။ဘာဖြစ်တာလဲသွားကြည့်တဲ့အခါမှာတော့ကောင်မလေးကသူနဲ့လဲမတီးဘဲနဲ့သူ့ကိုဖက်ပြီးတော့ငိုပါတော့တယ်။တကယ်တော့ဘန်နီလို့ခေါ်တဲ့အဲ့ဒီကောင်မလေးကဒေါ်ရှဲအောက်ထက်မှာနေတဲ့အိမ်ကြီးချင်းပဲဖြစ်ပါတယ်။သူမကသူမရဲ့ချစ်သူနဲ့မကြသေးခင်ကပြတ်သွားတဲ့ပြင်အင်္ဂလန်မှာရှိတဲ့သူမရဲ့မိဘတွေစီသွားဖို့လေကြောင်းလိုင်းတွေကလည်းပိတ်သွားတဲ့အတွက်စိတ်ပျက်ပြီးတော့အရေးပေါ်လေကားမှာကြက်တွေလာတုံးနေတာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ဒေါ်ရှ်နဲ့ပင်နီတို့တယောက်နဲ့တယောက်နှုတ်ဆက်လိုက်ကြပြီးတည်သွားပြီးတဲ့နောက်မှာတော့ပင်နီကဒေါ်ရှ်ရဲ့ချောင်းဆိုးပျောက်စင်းတဲ့ဖော်ကာကိုတုံကုန်းတော့ကစ်လိုက်ပါတယ်။ ဒါပြင်သူမကချမောင်ရက်တွေထုတ်ပြီးတော့လေသုံးဆောင်နေပါတော့တယ်။ Dodge ကိုတော့သုံးဆောင်အောင်မလားလို့ပေးခဲ့ပေမဲ့ Dodge ကတော့ညင်ခဲ့ပါတယ်။အဲနောက်ဘီနီကချမောင်ရက်ဆိုတာလူကိုစိတ်ညစ်စရာတွေကနေမေးပျောက်စေပြီးတော့အခုလိုကဘာပြတ်တော့မဲ့အချိန်မှာတော့သူမကိုကောင်းကောင်းအိပ်ပျော်စေတယ်လို့ပြန်ပြောနေခဲ့ပါတယ်။တကယ်လဲသူပြောတဲ့အတိုင်းပါပဲ။မနေ့ရောက်လို့ TV သံအကျယ်ကြီးတွေရောအစာဖုံးစုပ်တဲ့အတန်တွေရောစူညံနေတာတော့မှသူမမလို့တဲ့ပြင် Dodge ကနှကောင်းဆွဲနေတာတော့မှတလက်မှတော့မလုပ်လာပါဘူး။ ဒီလိုနဲ့ပင်နီနိုးလာတဲ့အချိန်မှာတော့ပင်နီကသူ့တိုက်ခန်းကို Dodge ကိုခေါ်သွားပြီးတော့စာရီအများကြီးပေးခဲ့ပါတယ်။ပြီးတော့အဲဒီစာရီကသူမရဲ့စာလိုက်ဘုံထဲကိုမှားပြီးတော့လာပို့ထားတဲ့ Dodge ကိုလာတဲ့စာရီဖြစ်ကြောင်းပြောပြခဲ့ပြီးတော့သူမအဲစာရီကိုတင်ထားတာနှစ်နဲ့ချီနေပြီဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အင်းတော့ဘင်နီကအရင်ကရှင်ယုံသွားတဲ့အချိန်ဆိုသူ့ကောင်လေးကိုအင်ကော်ကော်လာတဲ့လင်နာဆိုတဲ့အမျိုးသမီးကရှင်ရခန်းပေါ်လာလို့မေးလိုက်တဲ့အချိန်မှာတော့ တော့ကြောင်သူမိမသူ့နောက်ကွယ်မှာဖောက်ပြန်နေခဲ့မှန်းသိလိုက်ရပြီးပေါက်ကွဲနေခဲ့ကလင်နာရဲ့ပစ္စည်းမှန်သမျှအိမ်ကနေလွတ်ပြစ်လိုက်ပါတော့တယ်။နောက်တော့ဘန်းညာတကူရဲသွားပြီးတော့မန်ဂျီစေးတွေတောက်ကကိုကိုကိုတက်တည်ခဲ့ပါတယ်။ဒါမဲ့လေဆော်ရမဲ့ကံကရှိနေသေးတဲ့အခါမှာတော့မတည်ဘဲနဲ့နောက်နေ့မနေ့ဘန်းညာနဲ့မှပြန်ပြီးနှုတ်ထလာခဲ့ပါတယ်။နှုတ်လာတဲ့အခါမှာတော့သူ့ရဲ့ခြေတော့မှာခွေးတစ်ကောင်တွေးလိုက်ရပြီးတော့ sorry လို့ရေးထားတဲ့စာတစ်စောင်ကိုလည်းတွေးလိုက်ရတဲ့အတွက်ခွေးကို sorry လို့နာမည်ပေးပြီးတော့အိမ်ပြန်လာခဲ့ပါတယ်။ ။အရောက်တဲ့အခါမှာတော့ဘင်နီပြန်ပေးထားတဲ့သူ့ရဲ့စာတွေကိုဖွင့်ပြနေရင်းနဲ့သူ့ရဲ့ချစ်သူဟောင်းအိုလီဗီရာကလွန်ခဲ့တဲ့၃လကပို့ထားတဲ့စာတစ်စောင်ကိုတွေ့လိုက်ရပါတယ်။စာထဲမှာတော့အိုလီဗီရာကရှင်ကသာကျမဘွားရဲ့ချစ်စစ်ပါလို့ရေးထားတဲ့အခါမှာတော့ဒေါ့စ်တယောက်အခုချိန်မှဒီစာရတဲ့အတွက်ခံပြင်းနေပါတော့တယ်။အဲ့ချိန်လမ်းတွေပေါ်မှာစူပူအောင်ချောင်းမှုတွေကလည်းဖြစ်နေတဲ့အချိန်ဆိုတော့သူ့ရဲ့တိုက်ခန်းတဲ့ကိုရွှေကနေအုတ်ခဲပြန်တလုံးဝင်လာပါတော့လေ။ Dodge လည်းချိန်နေမကောင်းတာနဲ့အောက်ထက်ကပင်နီကိုတတိပေးဖို့အရေးပေါ်လေကားကနေပင်နီရဲ့အိမ်ထဲကိုဝင်လိုက်ရပါတယ်။ ခဏနေပင်နီရဲ့ရီစာဟောင်းရောက်လာတဲ့အခါမှာတော့ရီစာဟောင်းက Dodge နဲ့ပင်နီတို့အတူအိတ်နေတယ်လို့တောင်ထင်လိုက်ပါသေးတယ်။ဒီချိန်လေးတွေကိုလုံးဝမသိဘဲနဲ့ဂျမောင်ရွက်အစွမ်းနဲ့တိုးနေအောင်အိတ်နေတာကတော့ပင်နီပါ။အဲနောက် Dodge နဲ့သူမရဲ့ရီစာဟောင်းလည်းပင်နီကိုနှိုးလိုက်ပြီးဒီနေရာကနေမြန်မြန်လက်ချဖို့လုပ်ပါတော့တယ်။လမ်းပေါ်မှာပြစ်ခတ်နေကြတဲ့ဂျီစံတွေကိုရှောက်တင်းရင်းနဲ့ပဲထွက်ပြေးမဲ့ကားစီကိုရောက်လာတဲ့အခါမှာတော့ကားကထွက်မရဖြစ်နေတဲ့အတွက်တိုင်ပတ်နေပါတော့တယ်။အဲ့တော့ဂျီသာဟောင်းကပြင်ထွက်ပြီးတော့ကိုကြီးပေးနေခဲ့ပေမဲ့ပင်ဒီကရောက်အောင်မထွက်နိုင်တာကြောင့်ဂျီသာဟောင်းကသူ့ကိုအောင်းငေါက်နေခဲ့ပါတယ် ောက်ဆုံးမှာတော့ Dodge ကမင်းဒီကနေရောင်းထွက်ပြေးနိုင်ရဲ့မင်းမိဘတွေစီကိုမင်းသွားနိုင်အောင်နွားနဲ့တိတဲ့ကိုပိုင်လေးရင်ရှိတဲ့သူစီကိုမင်းကိုခေါ်သွားပေးမယ်လို့ပြောလိုက်ပါတယ်အဲစကားကိုကြားပြီးတာနဲ့ပင်ဒီလဲရီစာဟောင်းကိုတော့မခေါ်နိုင်တော့ဘဲနဲ့ရောက်အောင်မောင်းပြီးတော့ထွက်ပြေးလာပါတော့လေ။နောက်ရောက်တဲ့အခါမှာတော့ကားလဲစီကိုသွားတဲ့အတွက်နေရောက်သားလဲလမ်းစင်းရှောက်နေရပြီးတော့အချင်းလေးတင်းမာကရန်ဖြစ်နေခဲ့ကြပါတယ်။ဒေါ့ကတော့အိုလီဗီးယားရဲ့စာသူစီကိုအချိန်မီမရောက်လာတာနဲ့ပတ်သက်ပြီးတော့ပင်ဒီကိုပြစ်တင်နေခဲ့ကနေငါးဘွားကြီးကိုဖြစ်စည်းခဲ့တာလို့လည်းပြောနေခဲ့ပါတယ်။ ်ဘင်နီကလည်းသူမပြစ်ရှိတာသူမတီးတဲ့အတွက်အိုလီဗီယာကိုပြန်ရှာပေးမယ်လို့ဒော့ချ်ကိုကြေပေးလိုက်ပါတယ်အဲဒီနောက်မှာတော့လမ်းမှာလာနေတဲ့ကားနဲ့လမ်းညို့လိုက်ခဲ့ကြပြီးတော့ခီးဆက်ခဲ့ကြပါတယ်ထိစင်တော့ကောင်းမောင်းတဲ့သူကကဘာပြစ်မယ်ကြားပြီးခဲ့ကသူ့ကိုယ်သူတက်တည်ဖို့ကြံနေတဲ့သူဖြစ်နေပြီးတော့ဘင်နီလက်တဲ့အခါမှာတော့သူ့ကိုယ်တက်ပေးဖို့ဒော့ချ်ကိုပြောနေပါတယ်တော့ကလည်းမလုံးနိုင်ဘူးညင်းပြီးတော့ပြန်ပြေးပေးနေတဲ့အချိန်မှာပဲကားစီးကကားသမားကိုပစ်သွားပြီးတော့မောင်းထွက်သွားခဲ့ပါတယ်။ဒေါ့ချ်တို့လည်းကားသမားကိုမျိုးစရာရှိတာမျိုးလိုက်ပြီးတော့အဲဒီကနဲ့ခီးဆက်ကြရင်းနဲ့ ဖေးလမ်းမှာနှစ်ယောက်သားပို့ပို့ပြီးတော့ရင်းနှီးလာခဲ့ပါတယ်။ highway လမ်းကစားတော့ဆိုင်ဒီဇိုင်းမှာလည်းဝင်ထိုင်ခဲ့ကြပြီးတော့ပင်ဒီကဒီနေ့ torch ရဲ့မွေးနေ့လို့ဆိုင်ကလူတွေကိုလိန်ပြောလိုက်တဲ့အတွက်ဇပွဲတို့တွေပေါင်းပြီးတော့ torch ကို surprise တွေပါတွေတိုက်ခဲ့ကြကဇပွဲတို့မှလေးကလည်း torch နဲ့ပြုတ်ပြုတ်တွေပေးခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ပင်ဒီနဲ့ torch တို့ဟာခန်းစားချက်တွေပြင်းထန်လာခဲ့ပြီးတော့ကားထဲမှာပဲမျက်စိသူရဲကောင်းတွေလုပ်ခဲ့ကြပါတယ်။ကိစ္စဝိစပြီးသွားတဲ့အချိန်မှာတော့ Dodge ကသူတို့နှစ်ယောက်ကအသက်ကွာတဲ့အတွက်နောက်သားရနေခဲ့ပြီးပင်နီပေါ်သူခွင်ကောင်းယူခဲ့တာမဟုတ်ကြောင်းပြောပြကပင်နီကိုတောင်းပန်နေခဲ့ပါတယ် ပင်ကြီးကတော့အဲဒီကိစ္စကိုဖြစ်တဲ့ကိစ္စပဲဆိုပြီးတော့ကောင်းနေတော့မထဲပါဘူး။အဲဒီနောက်မှာတော့တမတ်ထားတဲ့မိုင်နှုတ်တဲ့ပူမောင်းနေမှုနဲ့ရဲကသူ့ကိုတားလိုက်ပါတယ်။နော်ဘီကားကလည်းနော်မီကျုံးနေတဲ့ပြင်လိုင်စင်ကပါတက်တန်းကုံဆုံးနေတဲ့အခါမှာတော့ရဲဖမ်းတာခံလိုက်ရပါတယ်။အကြုတ်တဲ့ရောက်တဲ့အခါမှာတော့ပင်ဒီကသူမတော့ချဲ့ဘဝကိုဖြစ်စည်းမိခဲ့တဲ့အပြင်အခုဆိုသူမဘဝကိုသူမလည်းဖြစ်စည်းမိလိုက်ပြီလို့ဆိုကငိုယိုနေခဲ့ပါတယ်။ဒေါ့ချ်ကသူမကိုနှစ်သိမ့်ပေးလိုက်တဲ့အတွက်အနှဲငယ်စိတ်သက်သာရာရသွားခဲ့ပါတယ်။ ခဏနေတော့သူတို့ကိုရဲတွေကပြန်လို့ပေးခဲ့ပြီးတော့သူတို့ရဲ့ကားကိုလည်းနိုင်ငံမှာတင်လိုက်တဲ့အတွက်သူတို့သွားလို့တဲ့နေရာကိုရဲကလိုက်ပို့ပေးခဲ့ရပါတယ်။ဒီလိုနဲ့ပဲပင်နီရဲ့နောက်ထပ်ရေးစားဟောင်းတစ်ယောက်ဖြစ်တဲ့ Cybersee ကိုသွားခဲ့ကြပါတယ်။အဲနောက်မှာတော့ပင်နီတဲ့ Dodge တို့ဟာ Cybersee ကကားတစီငှားလာခဲ့ပြီးတော့ခီးဆက်ခဲ့ကြကနောက်ဆုံးမှာတော့ Olivera ရဲ့အိမ်ကိုရောက်လာပါတော့လေ။ဒါမဲ့အိမ်ထဲမှာဘယ်သူမှရှိမနေတဲ့အတွက်တကားဖြစ်ပြီးတော့ဝင်လာခဲ့ကြကနှစ်ယောက်သားလည်းအဲဒီမှာခဏနားခဲ့ကြပါတယ်။ ဒီလိုနဲ့ Dodge လဲတရေအိပ်ပြီးတော့ပြန်နိုးလာတဲ့အခါမှာတော့ပင်ဒီကညသာစားဖို့ပြင်ဆင်နေတာကိုသူတွေ့လဲရပြီးမြို့ဘေးမှာနေရောက်တာညသာစားရင်ဟိုចောင်းဒီចောင်းတွေစကားပြောခဲ့ကြပါတယ်ခဏကြာမှာတော့ပင်နီတယောက်မြို့ပေါ်ကျောင်းထဲမှာအိုလီဗီးယားရဲ့စာဆောင်ကိုတွေ့လိုက်ပြီးတော့အဲဒီစာထဲမှာအိုလီဗီးယားရဲ့မိဘတွေလိပ်စာရေးထားတာကိုလည်းတွေ့လိုက်ရပါတယ်။နောက်တနေ့မှာတော့သူတို့လည်းအဲဒီလိပ်စာတိုင်းအိုလီဗီးယားကိုတွေ့ဖို့သွားခဲ့ပါတယ်။ဒါပေမဲ့လည်းအဲဒီလိပ်စာကိုရောက်တဲ့အခါမှာတော့ဒေါ်ရှာအိမ်ထဲမှာအိုလီဗီးယားရှိနေမှန်းသိနေခဲ့ပေမဲ့လည်း တကားမကောက်တော့ဘဲစားရတောင်းတာထားပြီးတာပင်နီစီကိုပြန်လာခဲ့ပါတယ်။ပင်နီလည်းကြောင်သွားပြီးတော့ဒော့ချ်ကိုဘာလို့ပြန်လာတာလဲလို့မေးနေခဲ့ပါတယ်။ဒော့ချ်ကလည်းသူအိုလီဗီးယားကိုကောင်းတဲ့ကထုတ်လိုက်ပြီးလို့ပြန်ပြောခဲ့ပါတယ်။တကယ်တော့ဒော့ချ်ကပင်နီကိုချစ်မိနေပြီဖြစ်ပြီးတော့ပင်နီသူ့မိဘတွေစီကိုပြန်ဖို့လိုအပ်နေတဲ့အတွက်သူ့ရဲ့အချက်တွေကိုဖွင့်ပြောဘဲနဲ့မျိုးသိမ့်နေခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ဒော့ချ်ကကားမောင်းရင်းနဲ့ပင်နီကိုစိုက်ကြည့်နေခဲ့တဲ့အတွက်လူတို့ချုပ်ကိုတိုင်းပြီးတော့မလို့တော့ဖြစ်သွားခဲ့ပါတယ်။ အဲဒီလူတွေနောက်ကိုလိုက်ကြည့်တဲ့အချိန်မှာတော့ကမ်းခြေမှာနှစ်ချင်းမင်္ဂလာပြုဖို့တန်းစီနေကြတဲ့ဇုံတွဲတွေမိသားစုတွေကိုသူတို့တွေ့လိုက်ရပါတယ်။သူတို့ကိုကြည့်ပြီးတော့ပင်နေတဲ့ Dodge တို့ဟာလည်းတယောက်ကိုတယောက်စကားတခေါင်းတော့ပြောစရာမလိုဘဲနဲ့သူတို့နှစ်ယောက်ရဲ့ချစ်တွေကိုလက်ခံလိုက်ကြတာနိုင်ခဲ့ကြပါတယ်။ဒီနောက်မှာတော့ Dodge တို့ဟာကမ်းခြေမှာခဏနေခဲ့ကြပြီးနောက်ဆုံးမှာတော့သူတို့သွားလိုတဲ့နေရာဖြစ်တဲ့ Somerset ကိုခေစက်ခဲ့ကြပါတယ်။ Somerset ကိုရောက်တဲ့အခါမှာတော့ Dodge ကသူပြောတဲ့ကိုပိုင်လေရင်ရှိတဲ့သူနဲ့ပင်ဒီကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ူကတော့ friend ဖြစ်ပြီးတော့မိသားစုပြဿနာကြောင့်20ကျော်စကားမပြောခဲ့ကြတဲ့ Dorshe အဖြစ်ပဲဖြစ်ပါတယ်။ဒါမှမဟုတ်လေသားပါနှစ်ယောက်ဟာနှစ်ပတ်တွင်းကဘာကြီးပြတ်တော့မှာမို့အတိတ်ကအကြောင်းတွေကိုပြည်ပေါင်းကချခဲ့ကြပါတယ်။အဲဒီနေ့ညမှာတော့သူတို့ဟာအတိတ်ကိုကြည်နူးစရာကောင်းတဲ့ညသာစားပွဲလေးကိုဖန်တီးခဲ့ပြီးတော့သားပါနှစ်ယောက်လည်းအချိန်တူတူကုန်ဆုံးခဲ့ကြပါတယ်။ပင်နေမောကြနေတဲ့အချိန်မှာတော့ Dorshe ပင်နီကိုညင်သာစွာပွေ့ချီလိုက်ပြီးတော့သူ့ဖေရဲ့လေရင်ပေါ်ကိုခေါ်သွားပေးပါတယ်။တော်ကြနှုတ်ဆက်စကားမပြောခဲ့ပဲအိပ်ပျော်နေတဲ့ပင်ကြီးကိုလည်းမသွားခင်မှာမင်းဟာကိုချစ်ရဆုံးသူပါလို့ဝန်ခံခဲ့ပါတယ်။ ီလိုနဲ့ပဲသူ့ဖေလီရင်နဲ့ပင်နီကိုအင်္ဂလန်ကိုလိုက်ပို့ပေးတဲ့အချိန် Dodge အိမ်ကိုပြန်လာခဲ့ပါတယ်။သူ့ရဲ့တိုက်ခန်းကိုအေဇာတန်ရှင်းလာလို့နေတာမြင်တဲ့အခါမှာတော့ Dodge ကဒေါသတကြီးနဲ့အခုချိန်မျိုးမှာခမရမိသားစုနားမှာပဲခမရနေတယ်လို့ပြောခဲ့ပါတယ်။ဒါမဲ့အဲဒီစကားကိုကြားပြီးတော့အေဇာတယောက်စိတ်မကောင်းဖြစ်သွားပုံကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့စကားကိုသူပြန်ရုပ်သိမ်းခဲ့ပါတယ်။နောက်တော့အေဇာက"သူမမသွားခင်နောက်ပတ်မှတွေ့မယ်"ဆိုပြီးတော့နှုတ်ဆက်သွားခဲ့ပြန်ပါတယ်။စိတ်မကောင်းစရာကတော့နောက်ပတ်ဆိုတာရှိလာတော့မှမဟုတ်ပါဘူး။ အဲဒီနောက်ဒေါ်ရှာ DB ကိုဖွင့်လိုက်ပြီးတော့နောက်ဆုံးထုတ်လွှင့်တဲ့သတင်းကိုလည်းကြည့်နေပါတယ်။သတင်းတင်ဆက်သူကတော့နောက်16နာရီတိတိဆိုဂျိုကြီးအားကဘာကြီးကိုဝင်တိုက်တော့မယ်လို့ကြေညာသွားခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့်ဒေါ်ရှာဘီနီရဲ့တိုက်ခန်းစီကိုဆင်းလာခဲ့ပြီးတော့သူ့ရဲ့ကြံရှိနေသေးတဲ့အချိန်တွေကိုအဲဒီမှာပဲကုံဆုံးမှုဆုံးဖြတ်လိုက်ပါတယ်။နောက်တော့ဘီနီဆိုထားတဲ့သတင်းကြွေတွေကိုလည်းနားထောင်ပြီးတော့ကျမ်းမြင်ပေါ်မှာလှဲကကဘာကြီးဆုံးသက်တော့မယ့်အချိန်ကိုထိုင်ပြီးစောင့်နေခဲ့ပါတယ်။ဒါမဲ့ခဏကြာမှာတော့ရုတ်တရက်မိပြတ်သွားခဲ့ပြီ sorry ကလည်းထားအောင်နေအတွက်သူကထားကြည့်လိုက်တဲ့အချိန်မှာတော့ ပင်းနှီးပြန်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့နှစ်ယောက်သားတယောက်ကိုတယောက်ပြေးဖက်လိုက်ကြပါတယ်။နောက်တော့ပင်းနှီးကသူမနိုးလာတဲ့အချိန်မှာ friend ကိုပြန်လဲလာခိုင်းခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နောက်တော့သူတို့နှစ်ယောက်ရဲ့နောက်ဆုံးအချိန်လေးကိုတူတူကိုဆုံးခဲ့ကြပြီးပင်းနှီးကသူမဘယ်တော့မှမအိပ်တော့ဘူးလို့ကလေးဘေးကသူတို့ဒီလိုလေးပဲနေနေကြမယ်လို့ပြောခဲ့ကြပါတယ်။ဒေါ့ကလည်းပင်နီစိတ်သက်သာရအောင်လို့သူမရဲ့ငယ်ဘဝအကြောင်းတွေမင်းနေတဲ့အချိန်မှာပဲခလန်းလန်းကနေပေါက်ကွဲတန်တွေကြားနေရပြီပဲဖြစ်ပါတယ်။ ပင်ကြီးကြောက်ပြီးငိုနေတဲ့ခါမှာတော့ Dodge ကသူမကိုသူဘလောက်ယူယူမှုမှုချင်းမိသွားကြောင်းနဲ့သူမနဲ့ဆုံတွေ့ခွေရတဲ့အတွက်ဝမ်းသာကြောင်းကိုပြောနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်နေကြတဲ့အချိန်မှာပဲဂျိုကြီးကကဘာကြီးကိုဝင်တိုက်ခဲ့ပါတော့တယ်။